မင်းကြီးကအာလုံစကားနဲ့ရေတဲအင်ရှင်မင်းကိုပြန်ပြီးပြောတယ်။ဘာရအောင်ခန်းဒီတချမ်းကိုတိမ်မြန်စိုးမှုတဘာထူးတဲ့ကိုမျိုးပေါ်ရောက်အင်ရှင်မောင်။ဘာရပြည့်ရဲ့ဒီတချမ်းကိုတိမ်မြန်စိုးစံနေတဲ့တဘာထူးတဲ့ပါရမီဘုံကံနဲ့ပြည့်စုံတဲ့အင်ရှင်မင်းသားအင်ရှင်မောင်ရဲ့ဆိုပြီးတော့ပြန်ပြီးတော့သူကအာလုံစကားနဲ့ဆိုတယ်။ဆက်ပြီးတော့ပြောတယ် ရွှေတောင်နှမ်းဖွာနှွေမပြားတဲ့ညီတဧကံမမှုန့်မှန်လျက်ရွှေတောင်နှမ်းဖွာနမ်းပြီးနမ်းတွင်ထဲမှာဖွာမြင်တဲ့ညီကိုအရင်မျိုးနွယ်တွေကမဟုတ်ပင်မဲ့ဧကံညီတဧကံမဟုတ်မှန်လျက်ညီတအမှန်ပင်မဟုတ်တော့လေတရန်တွေ့လူမဆိုင်လူကိုကြည်ဖြူမျက်လေးထီးစီကျငန်းဤတချမ်းနဲ့မဆိုင်တဲ့လူတစ်ခါပဲတွေ့မှုတဲ့တစ်ချိန်တစ်ခါပဲတွေ့မှုတဲ့ကိုနဲ့မသက်ဆိုင်တဲ့သူလို့ ြည်ဖြူတဲ့စိတ်နဲ့လေးစားတဲ့စိတ်နဲ့ညံ့လို့တဲ့စိတ်နဲ့ထင်းငန်းကြငန့်ကိုတပြီးတချမ်းကိုပြီးရဲ့တချမ်းကိုပြီးတော်မူရဲ့ကျေးဇူးသခင်ငါဘယင်ကိုလူလင်မပြတ်မတင်ငါလိုဘယင်မျိုးကိုလူလင်အသင်မပြတ်မတင်ပါဘူးတဲ့သူတို့ကပြန်ပြူတာညောင်းလို၍တောင်းနေ ဥကောင်းတော်မြတ်ဤဥက္ကဖြတ်၍ဧကံငါလူလူတဦးတယောက်ကမိမိရဲ့ဥကောင်းကိုလိုလိုချင်ချင်နဲ့တာတာညာညာတောင်းဆိုတယ်ဆိုရင်ဖြင့်ငါကိုယ်တိုင်ရဲ့ဥကောင်းကိုပြည့်ရဲ့ထော့အထိတ်ဖြစ်တဲ့သူ့ရဲ့ဥကောင်းကိုဖြတ်ပြီးတော့ဧကံလူဖို့သူ့မှာအစီအစဉ်ရှိပါတယ်ဥတိုင်းနဲ့စိတ်သူ့မှာရှိပါတယ်ဘုံစီတဲ့နေ ငါသည်မင်း၏ရင်တွင်တဲရှက်မနှောတက်ကိုဖြတ်၍ပေးပါ တောင်းသူလာခဲ့စေမျက်နာမနှောရင်ကိုရှမ်းပြီးလျင်ရှိတ်ပန်းတွေးရှင်ရွှေရင်ချက်ကိုဖြတ်ခါတွင်လျင်လျင်ငါလှူဝင့်သည်ဒီစဉ်တည်းငါ၏မင်းရင်တွင်တဲရှက်ရင်တွင်မှရှိတဲ့တဲနှလုံးအဲနှလုံးကိုဖြတ်ပြီးတော့လှူပါလို့တောင်းတဲ့လူရှိခဲ့လျင်ငါကိုယ်တော်ဟာမျက်နာမနှောပဲနဲ့စိတ် အကြည်မလင်မဖြစ်ဖက်နဲ့ကိုတော်တိုင်တွေးရဲရဲနီနီပြောက်ရင်းကိုခွဲအသေးနဲ့နှလုံးကိုလူဝင်နဲ့စိတ်ငတ်မှရှိပါလေဖေဘီကြီးနဲ့ဖရာပညာရာကြောင်ရှာတဲ့ငါမင်းမြတ်ကပဲဖေဘီကြီးရဲ့နတ်ဖြစ်တဲ့ဖရာရဲ့ပညာဖရာရဲ့စိတ်ဖရာရဲ့အတိဖရာတွေရဲ့ချစ်ဖရာလောင်းနေရဲ့လုံယုံလုံးစင်ကိုလိုက်နေတဲ့အเจ้าကိုရှာနေတဲ့ ငါမိမက်ကပဲတတ်ရအဆုံးရယူရအောင်မလားငါမိမက်ကိုပဲတတ်ပြီးတော့ယူရအောင်မလားတဲ့လုံလုံပိုင်လို့မောင်ဆိုလျင်ဘ ਹੁ တီစီတိုင်းပါပြီကိုတကယ်လို့လိုရှင်နေဆိုရင်ဘ ਹੁ တီစီတီစီနန်းအဆက်ရှိတဲ့တိုင်းပါပြီပါအားလုံးကိုမရှိရရှိမကြအချိန်မဆွဲထားပဲနဲ့ ယနေ့တိမ့်၍အုတ်ထိန်အမောင်ဇန်လေတော့ယနေ့ပင်တိမ့်ပြီးတော့ဒီတိုက်ပြည်ဒီမြို့ရွာဒီထိနဲ့နေကိုအမောင်အုတ်ဆိုးတိမ့်ပိုက်ပြီးတော့ဇန်မြန်လေတော့အမောင်လေစိတ်လျှော့မန်ပြောက်မောင်မင်းအောက်ကလက်ထောင်ငယ်သားငါ့ကိုပင်ထပါတော့ခါစားဝင့်ပါငဲ့အရှင်မောင်လေစိတ်ကိုလျှော့မန်ကိုဖြေဖြောက်ပြီးတော့မင်းရဲ့လက်အောက်ကအင်းရှိမင်းရဲ့လက်အောက်ကပဲငါဟာလက်အောက်ငယ်သားအဖြစ် နေပါတော့မယ်ဆိုပြီးတော့အေရှင်မင်းကိုဥရိယမင်းကြီးကခွဲ့လို့စကားနဲ့အတူသူ့ရဲ့စိတ်နဲ့စိတ်ထားသဘောထားကိုပြန်ပြီးတော့ပြောကြတာဖြစ်တယ်ဒီချိန်မှာအေရှင်မင်းကပြန်ပြီးတော့ဆိုတယ်